မန္တလေးမှာပြိုကျပျက်စီးနေတဲ့အဆောက်အုံတွေကိုပြင်ဆင်ဖို့စီမင်းကထောက်ခံချက်မျိုးစုံတောက်ခံနေတဲ့ပြင်လုဆောင်ချက်တွေကကြန့်ကြာနေတာကြောင့်အခက်တွေ့နေကြတယ်လို့အဆောက်အုံပိုင်ရှင်တွေကပြောပါတယ်။လက်ရှိမှာလည်းငလင်ကြောင်ပြိုကျပျက်စီးနေတဲ့လင်းမောင်ရောင်အစင်အနီရောင်အစင်အဆောက်အုံတွေဟာလိုင်စင်ရအင်ဂျင်နီယာရဲ့ထောက်ခံချက်နဲ့ရှောက်ထားပြင်ဆင်ရမယ်လို့မန္တလေးမြို့တော်စီမင်းသားရေးကော်မတီကကြေညာထားပါတယ်။လက်ရှိအဆောက်အုံဖြိုချဖို့ကြုံတွေ့နေရတဲ့အခြေအနေကိုမန္တလေးမြို့ကန်တူကအခုလိုပြောပါတယ်။ဟုတ်ပေါ့အမမြင်တဲ့လောက်တီးတဲ့လောက်ကတော့အဲ့လို ထုတ်ပြီးရနောက်ပိုင်းတော့အကုန်လုံးကမဖြိုတော့ဘူးမဖြတ်တော့ဘူးရက်ပလိုက်တာပဲလေ။ဘာလို့လဲဆိုတော့သူတို့ထောက်ခံချက်တွေရဖို့လားလွယ်မှမလွယ်တာ။အမားတို့ဆိုလည်းဖြတ်ရမယ်တဲ့ပါလေ။ဒါပေမဲ့ထောက်ခံတာတောင်းကသူတို့ယုံသွားရအဲ့ထောက်ခံထောက်ခံချက်ရဖို့သူတို့လာကြည့်ဖို့ကိုမလွယ်ဘူး။သူကသူတို့လိုက်မကြည့်နိုင်လို့ဆိုကိုယ့်အကိုဖြတ်လိုက်ပြန်ရင်လေအခါလူကြီးကနေတဆင့်အာဘသူခွင့်ပြုချက်နဲ့ဖြတ်တာလဲဆိုလာမှာတန်တွေရိုက်ပါရိုက်ဆိုအဲ့လိုကြတယ်။ဖြီးသွားလို့ရှိရင်အပေါ်သားရင်တင်ရတယ်ဓပုံတွေပြပါညာတင်ပြီးသူတို့ကတင်ခဲ့လိုက်ပေါ့နော်သူတို့ထုံးစံပေါ့နော်။ အဲဘယ်တော့ခွင့်ပြုချက်ဘယ်တော့ကြမလဲဆိုတာကတော့ကိုယ့်ဘာသာကိုယ်စီပင်ရုံးကိုကြုံတိုင်းဝင်ကြည့်ပေါ့အမအင်ဂျင်နီယာလည်းဒီတိုင်းခေါ်လို့မရဘူးလေသူကလည်းတက်ဆန်နေအများကြီးတောင်းတာဆိုတော့ဟိုတခါထောက်ခံချက်ရပြန်တော့လေဖြတ်မိန်ဆိုတာတွတ်တင်အောင်ပါအရင်ပြောရင်သူတို့စားပေါက်ပိတ်လို့ဒီမိန်နေထုတ်တာဒါပဲ ညညာချက်တွေနဲ့လှုပ်ဆောင်ချက်တွေများလာတာကြောင့်တချို့အဆောက်အုံပိုင်ရှင်တွေကလည်းပြင်ဆင်ဖို့ကိုစောင့်ကြည့်နေရတယ်လို့သိရပါဗျ။ထောက်ခံချက်တွေရဖို့အခက်အခဲတွေမျိုးစုံရှိတာကြောင့်ပြင်ဆင်ဖို့လိုအပ်နေတဲ့အဆောက်အုံတွေကိုလည်းမပြည့်စုံရသေးပဲလက်ရှိအချိန်ထိပျက်စီးတဲ့အတိုင်းသာထားရတယ်လို့တိုက်ခန်းပိုင်ရှင်တူကလည်းဆိုပါတယ်။ဟုတ်တယ်အဲ့ဒါကြတော့သူကလေကျွမ်းကျင်ခြင်းဟိုပါပေါ့နော်သူကထောက်ခံအဆောက် လိုက်တင်ရအင်ဂျင်နီယာတယောက်ကအတူပြုတ်ပေးရတာအဲ့ဒါကြောင့်လေအဲ့ဒါကြတော့လေကျွန်တော်ကျွန်တော်ဒီကလောက်ကတော့အဲ့ဒါကသူကကန်ထရိုက်ကိုအရင်သိချင်အောင်ပြပြပြီးတော့သူကစစ်သေးမှသိလားအခုဟာကြတော့အခုဟာကန်ထရိုက်ကိုလုံးဝကိုသိချင်အောင်လက်မမထိုးတာဖြစ်တဲ့ကြောင့်အခုကျွန်တော်တို့တိုင်တိုင်လုံးဝအခုချိန်ကြီးအဆအဆအဆလေးရဒီပုံစံနဲ့အခုချိန်ကြီးဘာမှကိုမလုပ်ရဘူးစီပင်ကတော့အဆောက်အုံပြန်လဲပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီးလိုက်လာဆောင်ရွက်ခြင်းမရှိရင်တီစဲဥပဒေ၊ညဥပဒေတွေရအေးအေးယူဆောင်ရွက်သွားမယ်လို့ကြေညာထားပါတယ်။ မက်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြောင့်လူနေအိမ်6000ကျော်ဘုံကြီးကျောင်းနဲ့တိလရှင်စာတင်နိုင်9000ကျော်စာတင်ကျောင်း6952ကျောင်းဆေးရုံစီးကဲ956ခန်းနဲ့တရား182စင်းဖျားစီဒီပထိုးပေါင်း9620အစုပြိုကျပျက်စီးခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ